နောက်တစ်ချက်ကတော့ကြောက်ဖြူမှာအခုတိုက်ပွဲတွေဖြစ်နေတယ်ဘာညာဆိုတော့လေအမှန်ပဲအဲ့တော့ A ကကြောက်ဖြူမျိုးတဲတော်နည်းနည်းစဝင်းနေပြီလို့ကြားတယ်စဝင်းနေပြီနောက်အဲ့ရည်သားစကောင်းတွေလှအမြောက်နဲ့ပြင့်နေပြီအဲ့လိုတွေကျွန်တော်တို့သတင်းရတယ်ရတဲ့အခါမှာဒီနေရာမှာ A ရဲ့စစ်ပရိရေကတော်တော်လေးကိုရာမဟာဗျူဟာမြောက်ပြီးတော့ကျွန်တော်တို့ခစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံဒီ ခေတ်တမိုင်းမှာတော့တော်တော်ကိုထင်ရှားတဲ့အဲထင်ရှားတဲ့စီပရိယဖြစ်တယ်ဘုကျုပ်ထိုးမြဲနိုင်ကလည်းတမတန်ထင်ရှားမြဲတမိုင်းမှာကျဲခဲ့ပဲခေါင်းဆောင်တယောက်ဖြစ်နေပြီဆိုတာအထင်ရှားတွေ့ရဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူစစ်ကိုကြည့်တဲ့အခါမှာအခု तू ကလာ16မျိုးနဲ့မှာ16မျိုးနဲ့ကိုနိုင်တာ3မျိုးနဲ့ပဲကျန်တော့အဲ့ဒီ3မျိုးနဲ့မှာလဲစစ်တွေကိုလဲတိုက်ပြိုင်နဲ့ကြောက်ဖြူကိုလဲတိုက် နော်အားကိုလည်းတိတ်ပြီးတော့အဲ့မှာဒီဘက်ကို AR ကိုဆင်းလာလိုက်တာဗျာမမအခုဆိုလို့ရှိရင် AR ဒီမှာလည်းမြို့တွေကိုတိတ်ပြီးအမေဟိုဒန်မြေတွေတိတ်ပြီးတိတ်နေပြီကျွန်တော်တို့ဒီတောင်ကုန်းလမ်းပေါ့ရိုးတစ်ချောက်လုံးရဟာတွေတော့ပထောင်အစအထိတုတ်တက်တွေရောက်လာပြီးတော့အကုန်နိုင်တာအကုန်နိုင်တာတိုက်တယ်ဗျာအကုန်နိုင်မဲဗျာဘုံတော့ကျွန်တော်တို့ရာဇဝင်မှာဘေးနောင်ဘေးနောင်တို့လားဘေးနောင်ကြော်ထင်တော်ရထားတို့ အလောင်းအလောင်းဖျားတို့လက်ထက်တုန်းကတိုက်ပွဲတိုင်းနိုင်သလိုကိုနိုင်နေတာဗျာအဲအဲ့ဒီလိုကိုနိုင်နေတာဆိုတဲ့အခါကျတော့အေးအေးရဲ့စစ်ပရိယေတွေကအပတန်းကိုတော့ထူးစားပြီးတော့ပရိယေတွေထွေပြားတယ်ရန်သူဟာဒါစကစားဟာတော်တော်ကိုပြားပြားနေအညာမှာလဲအေးတက်တည်ရောက်နေရယ်ဆိုတဲ့နေကြားတယ်အညာမှာလဲရောက်နေပြီလေညာခင်ဗျတော်ဘလောက်ဆန်ကြလဲမကွေးမှာလဲရောက်ပြီဗျာကဲ အဲ့အဲ့လိုဗျဆိုတဲ့အခါကျတော့ဟိုကျွန်တော်ပြန်ချုပ်ရလို့ရှိရင်ဒီကြောက်ဖြူမှာဟိုတိုက်နေတဲ့အတွက်ခါတဲ့တော့ဒီမဟုတ်ဘဲနေဒီအဲကြောက်ဖြူမှာတိုက်နေတယ်မဟုတ်ခဲ့တယ်ဟိုသူကဟိုကြောက်ဖြူဟိုစစ်တွေမှာလည်းတိုက်နေတယ်အဲ့လက်ကြောင့်မလို့အဲ့ဒီအကျိုးဆက်တွေကြောင့်မလို့လာအေးအေးနဲ့တရုတ်စီးပွားနဲ့ဘလောက်ထိတ်တဲတွေ့နိုင်တယ်ဆိုလို့ရှိရင်တရုတ်စီးပွားနဲ့ကတော့ ထိတ်တဲ့တွေ့စရာအကြောင်းမရှိကျွန်တော်မြင်တာတော့သို့တော်တရုတ်နဲ့ပြောတဲ့အခါမှာစကားပြောတဲ့အခါမှာအင်းအားအပေါ်စီးရအောင်ပေါ့ဗျာစကားစာနဲ့ပြောပြောတရုတ်နဲ့ပဲပြောပြောအထူးသဖြင့်တရုတ်ပေါ့ဗျာစကားစာနဲ့တော့စကားပြောမလွယ်ပါဘူးဒီလိုကတိတည်းရဲ့လူပေါ့တရုတ်ကိုသူပြောတဲ့အခါမှာဟိုခံပြောတာမဟုတ်ဘူးနော်ဟိုအရင်ဖြစ်တာမဟုတ်ဘူးတရုတ်နဲ့ပြန်လည်ညှိကြတဲ့အခါ तू ကအပေါ်စီးအပေါ်စီးဆိုတဲ့ကလေးလုံးလည်းမဟုတ်ပါဘူး သူ့ဘက်ကလှုပ်ဆောင်ထားတာတွေအများပြားကိုတွေ့ရတဲ့အခါတရုတ်ကလေးစားလာလိမ့်မယ်။အဲဒါကြောင့်မလို့တရုတ်ရဲ့အေးနဲ့ထိတ်တဲ့တွေ့စရာတော့မရှိဘူး။စက္ကစားနဲ့တွေ့တာတော့အကြောင်းမဟုတ်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်။ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒီနေရာမှာအခုတခုစဉ်းစားမိတာပေါ့နော်။ဆရာပြောတဲ့အထက်ထဲမှာဟိုကျမတို့နားလဲသလိုပေါ့နော်။တရုတ်အနေနဲ့လည်းအေးအေးရဲ့ လက်တန်ရှိတန်နေပေါ့နော်အေးအေးရဲ့လှုပ်ရှားမှုတွေပေါ့နောက်ပြီးတော့စည်ရေးပရိရဲ့ဒီဓာရီကိုတရုတ်အနေနဲ့လည်းအဲရိတ်စားမိမယ်အ깨ဖြတ်မိမယ်လို့ထင်ပါတယ်ဆရာဆိုတဲ့အခါကျတော့ဒီနေရာမှာတစ်ချက်ကအေးအေးနဲ့တရုတ်ကိုယ်တိုင်ကတစုံတရာနားလည်မှုရထားတဲ့အနေထားရောမဖြစ်နိုင်ဘူးလားဒါမှမဟုတ်ဘူးဆိုရင်အေးအေးသိမ့်နေတဲ့အနေထားပေါ်မှာတရုတ်ကနေပြီးတော့နောက်ဆုံးမှာပေါ့နော်မင်းတို့အေးအေးကိုပေးလိုက်ပါကွာဆိုတာမျိုးအထိစက္ကစနဲ့ညှိလာနိုင်တဲ့အနေထားမျိုးရောရှိသလားဘယ်လိုမြင်သလဲဆရာ ဟိုတခုရှိတာကဟိုမအားလာတော့စစ်ရှုံးနေရှုံးတာမှာဇက်တိုက်ရှုံးတာနော်အထူးသဖြင့်အင်းနဲ့တိုက်တဲ့မြတ်စစ်ပွဲကိုသူနိုင်တယ်ဆိုတာကိုမရှိတော့ဘူးဗျာအဲ့ဒါတရုတ်လက်တိမှာပဲတရုတ်လက်တိမှာပဲအဲအဲ့ဒီအခါမှာ तू ဒီစက္ကစနဲ့ပြောစရာရှိလာပြီဆိုတဲ့အခါမှာဘယ်ဘက်ကဘလို့ပြောရမလဲဆိုတာပြုတ်ကလည်းအသိဖြစ်နေမှာပဲကျွန်တော်ထင်တယ်အဓိကသူ့အကျိုးစီးပွားကိုဘသူကအဓိကကာကွယ်မှာလဲဆိုတဲ့ဥစ္စာကို အဲ့အဲ့ဒါသူစဉ်းစားမှာဒါကြောင့်မလို့မအလာသူနောက်ဆုံးအချိန်ထိစက္ကန့်ထိဒီလုံချုံရေးဒီပေးမယ်လုံချုံရေးနေပြီကာကွယ်မယ်ဆိုတဲ့အစီအစဉ်ကိုသူတို့ကစတောင်းဆိုတာဒါသူတို့အကာအကွယ်ပေးခြင်းလို့သို့တော်လည်းပဲဟိုဒီမအလာရဲ့စည်ရင်ဆောင်ရွက်ချက်တွေလုံဆောင်ချက်တွေဟာဘလို့မှကိုအဖတ်ဆယ်မရတော့ဘူးအရှုံးကြီးရှုံးနေပြီဆိုတာကိုသိရတဲ့အခါမှာသူဟာ စိတ်တော်ရာပြောင်းသွားလိမ့်မယ်အေးဘောမှာလည်းပဲသူနားလည်မှုရှိရှိပေးလိမ့်မယ်လို့ကျွန်တော်ဒီလိုဒီလိုတွေးရှိရပါတယ်ဗျာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒါတော့ဒါ ဒီမာလာစတက်နောက်အေအေနဲ့အကြားနောက်ဒါတရုတ်ပအဝင်ပတ်သက်နေတဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ဆွေးနွေးတာပေါ့နောက်တစ်ခုကကျမအခုဆက်ပြီးတော့ဆွေးနွေးချင်တာဥမာဆိုလို့ရှိရင်အမရခိုင်မှာပေါ့နော်ဟိုမြို့နယ်ဆိုလို့ရှိရင်အကုန်လုံး18မြို့နယ်ရှိတဲ့အထက်ထဲမှာဒီတနှစ်ကျော်ကာလအတွင်းမှာပဲသူတို့တင်လိုက်တာ14မြို့နယ်လောက်ထိတင်လိုက်တယ်ပေါ့နော်အဲ14မြို့နယ်ဟာဒီအရခတ်တတော်အေအေလက်ထဲကိုကြာရောက်သွားတယ်အခုကြံတာဆိုလို့ရှိရင်ဒါစစ်တွေရဲ့ကြောက်ဖြူရဲ့အမအောင်ရဲ့ပေါ့နော်ဒီ3မြို့နယ်ပဲကြံတယ်လို့သိရတယ်အဲ့တော့ဒီစစ်တွေမြို့ရဲ့အနေအထားကလည်းစောစောဆရာပြောသွားတယ်လို့ပေါ့ เนาะဝိုင်းပတ်ထားပြီးသားဖြစ်တယ်အဲ့တော့ပြီးခဲ့တဲ့ဒီဇန်နဝါရီလ16 16ရက်နေ့ကလောက်ကစပြီးတော့ပါနှစ်ဖက်အပြန်လှန်ပြတ်ခတ်တာတွေရှိတယ်ဆိုတာမျိုးလဲကျမတို့ကြားသိရတယ်ပေါ့เนาะဆိုတော့အဲ့ဒီနောက်ပိုင်းတော့နည်းနည်းငြိမ်သွားတာကနေပြီးတော့အခုကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်လာတယ်ပြင်းထန်လာတယ်ဆိုတာမျိုးကျမတို့ပြန်ပြီးတော့ကြားသိရပေါ့เนาะဒါပေမဲ့တစ်ဖက်မှာတော့ဒါပြီးခဲ့တဲ့နှစ်ကပေါ့နော်ဒီအချိန်ဟုန်ကောင်းကောင်းနဲ့ဒီနော်ဒီစကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေကိုဒါတိမ့်ပိုက်ယူခဲ့ ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်အခုနောက်ပိုင်းကျတော့ဒီအာစာကဝင်ရှုပ်လို့တဲ့အေအေရဲ့စက္ကစကိုထိုးစက်ကအချင်းနည်းနည်းယော့သွားတယ်ဆိုတာမျိုးတွေလည်းသုံးသပ်နေကြတာမျိုးတွေကြားသိရတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာရောဘယ်လိုမြင်မြင်ထားသိထားတာရှိပါသလဲရှင့်ဟိုကျွန်တော်အဲ့ဒီဟာလေးကိုဟိုမပြောကြည့်ပြပါကျွန်တော်ကြမ်းသွားတဲ့တစ်ချက်ကလေးကိုပြောခြင်းပါဟုတ်ကဲ့အဲ့ဒါကဘာလဲဆိုတော့ဒီဒီဘယ်လိုမြင်လဲဒီဥပဒေပေါ်မှာဆိုလို့ရှိရင် သူကပုံမှန်နှစ်စာလီဒီပုံမှန်ပုံငါမှာငါမှာသူကဘလူပါလဲဆိုအပီပီဆိုင်ရာပူပေါင်းဆောင်ရနိုင်တယ်ဖွဲ့စည်းတွေအပီပီဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူပေါင်းဆောင်ရနိုင်တယ်အဲ့ခုနကမှတနက်ကင်ထားတဲ့ကုမ္ပဏီတွေရဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်မင်းတို့ဝိုင်းတိုက်ကြကွာအဲမင်းတို့လည်းဆက်မင်းတို့လက်လန်းမီသလောက် ပြပကုမ္ပဏီဆိုတာဒီနဲ့လဲဆက်ဆံနော်လက်လက်ဒီလဲဝဲနော်ပတ်ဆိုင်မင်းတို့ရှိမယ်ဆိုရင်လည်းဒီလက်ဒီပါဒီကိုင်တိုးလာအတိကဝိုင်းတိုက်ကြမယ်ကွာလို့အဲ့ဒီလိုအဖော်ညှိတာဟုတ်လေအဲ့ဒီပုံမှပုံကန်းငယ်ရငါအရကျွန်တော်တို့သွားတွေ့ရပါလေအဲ့ဒီဟာလဲအတော်အရေးကြီးတဲ့ပြဋ္ဌာန်းချက်ပဲလို့ဆိုတာအပြည့်အစုံဆိုင်ရာအဖွဲ့အစည်းတွေကုမ္ပဏီတွေနဲ့ဆိုတဲ့စကားလုံးပါလာတာအဲ့ဒါကလဲအတော်အရေးကြီးတယ်လို့ကျွန်တော်ဖြည့်ဆွဲပြော ြောပါတယ်နောက်တစ်ခုကတော့ခုနမေကွန်ဖြစ်တဲ့ဆံမမေးတဲ့မေကွန်ဖြစ်တဲ့ဒီဒီလက်ရှိစစ်စီအနေထားအရဟလာမဟာလာစစ်ပွဲတိုင်းရှုံးနေတဲ့အခါကျတိုက်ပွဲတိုင်းရှုံးနေတဲ့အခါကျတော့ तू ဘယ်လန့်ဆော့ပါပါကိုဘလို့ပြန်လှုပ်လဲဆိုတဲ့အခါကျတော့ तू အာစာကိုမြောက်ပြီးအာစာကိုမြောက်ပြီးတယ်နောက်တစ်ခါမွတ်စလင်တွေကိုမောင်းတော့ဘူးစစ်တော်မောင်းတော့ကမွတ်စလင်တွေကိုပြည်သူစစ်တွေဖွဲ့ပြီးတော့ သူတို့နဲ့ပူးပေါင်းပြီးတိုက်ခိုက်နာဖို့လေကျွန်တော်တို့မောင်းတော်တိုက်ပွဲကြီးမှာဘောင်းတော်အဆုံးပြတ်တိုက်ပွဲကြီးမှာလည်းပေါ်တယ်။နောက်အန်တိုက်ပွဲကြီးဒီမှာလည်းပဲအန်တိုက်ပွဲမှာလည်းပဲကျွန်တော်တို့ဒီရိုင်ဂျာတွေကိုကျွန်တော်တို့လက်ရဖမ်းမိဖမ်းမိတဲ့အခါမှာအဲ့ဒီမှာသူတို့စီယုံထားတဲ့ဟလာဒီပြည်သူစစ်တွေပေါ့ရိုင်ဂျာပြည်သူစစ်တွေပါလာတယ်ဆိုတာကိုအဲ့မှာလက်ပုတ်ကြက်လက်ရတွေ့ရတယ် ဒါမှမဟုတ်အန်တိုက်ပွဲကိုအေရလုံးဝနိုင်တယ်ဘလောက်ပဲပါပါပေါ့ပေါ့နိုင်တယ်ဘူးစိတော်မောင်တော်မောင်တော်တိုက်ပွဲကြီးကိုလည်းပဲလာကြာသွားပြီပဲလို့အဆုံးပြတ်တိုက်ပွဲမှာနိုင်တယ်ဒါကြောင့်မို့လို့အခုဟလာဒီစစ်ကောင်စီကနေပြီးတော့အာစာနဲ့ပေါင်းပြီးတော့ဟလာပေါင်းပြီးတော့အနောက်ရှက်တွေပြီးတယ်ဆိုတာကြောင့်တော့ကျွန်တော်ကအေရတိုက်ပွဲတော်လှန်ကြီးကနှောက်နေသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်မတွေ့ရဘူး လုံးဝမတွေ့ရသို့တော့သူတို့ကြိုးပမ်းတာကတော့အမှန်ပဲကြိုးပမ်းတာကတော့အမှန်ပဲသို့တော့သူတို့ကြီးမင်းကြီးမပေါ့ဘူးဘာဖြစ်လို့မပေါ့တယ်လို့မင်းသက်တည်ပြပါဆိုရင်စစ်တွေတိုက်ပွဲကြောက်ဖြူတိုက်ပွဲနော်အန်တိုက်ပွဲအခုဘကိုးရိုးမတိုက်ပွဲအေယာဝတီတိုက်ပွဲနော်နောက်တစ်ခါဘကိုးမကွေးတိုက်ပွဲဒီမှာအေတက်ဒီအနှံပြရောက်ရှိပြီးတိုက်ပွဲပြီးနိုင်အထက်ထက်နိုင်နေတာကိုကြီးချင်းအားဖြင့် သူတို့အာစာနဲ့ပေါင်းပြီးဟန်တာအောင်လုပ်တဲ့ဥစ္စာဟာအာသူတို့အဲ့ဒါကြောင့်မလို့ငါတို့ဘက်ကတော့တော်တော်လေးအေးသားလာတယ်ပိုကောင်တွေတော့နည်းနည်းတန့်သွားပြီလို့ထင်တယ်သူတို့အထင်ပဲဖြစ်တယ်လက်တူမှာတော့အဲ့လိုမဟုတ်ပါဘူးဟုတ်ကဲ့ဆရာဒါတော့အခုဒါပြီးခဲ့တဲ့ဖြစ်ရတဲ့အနေနဲ့ပေါ့နော်အခုလက်တွေ့အနေထားကိုဆရာပြောတာပေါ့နော်ဒါပေမဲ့ကျမတို့ကြည့်လိုက်တယ်ပေါ့နော် အေးအနေနဲ့ကစက်ကောင်စီနဲ့လည်းတိုက်ရတယ်နော်အာစာနဲ့လည်းတိုက်ရတယ်တခါအခုလုံခြုံရေးကုမ္ပဏီတွေပါပါဝင်လာတယ်ပေါ့နော်လိုင်စင်ရပေါ့နော်လက်နက်ကင်အဖွဲ့အစည်းတွေပါဝင်လာတယ်ဆိုတဲ့အနေထားမှာနောက်ပိုင်းမှာပေါ့ဆရာတစုံတရာဓာတ်တွေကိုကင်တွယ်ဖို့အခက်ခဲများရှိမလားဆိုတာမျိုးပေါ့နော်ဆရာဘယ်လိုမြင်တယ်လဲရှင်အခက်ခဲရှိအောင်လုပ်နေတာတော့အမှန်ပဲအမှန်ပဲအဲ့ဒါတော့မျိုးမျိုးစုံနဲ့အခက်ခဲတွေရှိနေအောင်လုပ်တယ်ကိုယ်ခွဲတယ် ောက်ဆုံးမှာဘလောက်ထိဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးကြားရတဲ့သတင်းကြဟလာဒီဘုရုထုံးမနဲ့လဲစပြောလာပြီအော်ဒေါ်အောင်ဆန်းစုကြည်နဲ့သမလာကြီးဥထင်ကျော်တို့ကိုဝရမ်းထုတ်တာနဲ့ပတ်သက်တဲ့ဟာမျိုးဘုရုထုံးမြတ်နိုင်အောင်ဖြစ်အောင်ဒီသူတို့လုပ်ဖို့အစီအစဉ်ရှိတယ်လုပ်ဖို့အစီအစဉ်ရှိတယ်အဲ့ဒါတွေကြိုတင်ကြံစည်နေတဲ့လုပ်နေတာတွေလည်းပဲတွေ့နေရတယ်နော်အဲ့ဒီလိုလုပ်မဲ့လူတွေကလည်းပဲဟို အတခြားလူတွေမဟုတ်ဘူးအခုသမရာကြီးနဲ့ဒေါ်ဆန်းစုကြည်ကိုဟလာအဲ့လိုဝရမ်းထွက်အောင်ထုတ်တဲ့အတိုင်းအဝိုင်းကလူတွေကအဓိကပဲသူတို့သူတို့ကအဓိကအဲ့တော့သူတို့ကဘာဖြစ်လာမလဲဆိုတော့ဒီဘုကျုံထုံးမြဲနိုင်တဲ့ရက်ရက်ခိုင်အဖွဲ့ကိုလည်းပဲဒေါ်ဆန်းစုကြည်တော့သူတို့လိုချင်တဲ့သူတို့ဖိတိုက်တယ်သူတို့လိုချင်ဆန္ဒပြည့်တယ်ပေါ့ဗျာဝရမ်းထွက်တာဟိုအပြစ်ပေးတာမပေးတာမပေးလို့မရပါဘူးเนาะဝရမ်းထွက်လာ အဲ့တော့တို့ကတက်ခွက်ကဘယ်ကိုလှည့်လာပြန်လဲဘိုးချုပ်ထုံးမြန်းနိုင်လှည့်လာဘာလို့လှည့်လာလဲဆိုတဲ့အခါကျတော့ဒါမှသူတို့ရုံကြပြဿနာတွေလုပ်တဲ့တည်းမှာအပေါ်စည်းနဲ့စကားပြောလို့ရမယ်ရခိုင်ကိုဖိအားပေးလို့ရအဲ့လိုရခိုင်ကိုဖိအားပေးလို့ရမှသူတို့တွေရဲ့မဟာဗျူဟာကိစ္စတွေမှာဒီရုံကြကိစ္စမှာအောင်မြင်နိုင်မယ်လို့သူတို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီလိုလုပ်တယ်အဲအဲ့ဒါတွေကလက္ခဏာတွေတွေ့နေရသို့တော်လည်းပဲသို့တော်လည်းပဲဒီ 比我种土面难做，都不好做啦！哈嘞，因为到了唐山土地，嗯、一片片个瘠薄土，啊、别别得哈子哩偷内味，偷内味。我种土面难搞表皮，多数话唐朝天嘛要多的，唐朝先看的，说来这些乌云个表皮，比啊可能话爱老几毛股，还毛股，我过来对啦，过来对啦来看嘛，啊，百家皮大家弄嘛多数哦。啊 ဒါဒီလိုစငါတို့ကတော့အဖြစ်မခံဘူးလို့တနည်းအားဖြင့်ပြောရတာပဲဗျာအဲ့ဒါပဲငါတို့ကတော့အဖြစ်မခံဘူးငါတို့တော့လုံးဝမစိုးစားနဲ့ဒါပဲဒါမလို့သူမာမကြုံထုံးများနိုင်နေမှာတပန်းတာလဲဆိုရခိုင်ပြည်သူလူတရားလုံးကထောက်ခံတာလူပြခိုင်ပြည်သူလူလူတရားလုံးကထောက်ခံထားတယ်ကျွန်တော်မြမပြည်သူတရားလုံးကလည်းထောက်ခံတယ်အဲ့ဒီအင်အားဒီနဲ့ဗကြုံထုံးများနိုင်ရကြော်ရွားနေမှာဒေါ်စန်းစုကြည်တို့ကတော့စစ်တပ်ကလည်းပဲ ဟုတ်လားရန်သူလိုသဘောထားလေကြံစစ်သားငါ့ကိုကဲပါလို့ဆိုတာလိုပဲကဲတယ်လို့မထင်ဘူးနောက်တစ်ခါဗမာပြည်မှာလည်းပဲအဲ့လိုဘောမာရီနဲ့ဒီဘက်ကဒီမှုစင်အားလူတွေလည်း꽌နေတယ်ဗမာပြည်မကြီးကိုတိုက်ကာကို꽌နေတယ်ကတိုင်းရင်းသားတွေနဲ့ဗမာနဲ့ထပ်꽌တယ်ဟုတ်လားအဲ့လိုစစ်တပ်ကအမျိုးစုံနှောက်တဲ့အောက်မှာဒေါ်စန်းစုကြည်ကဒီရိုညာပြဿနာကိုကင်ရတဲ့အခါမှာအဲသူ့နေသူ့ဟာနောက်ဆုံးမှဒီ ဝရံထုတ်ခံရတဲ့အဆင့်အထိရောက်ခံရတယ်ပေါ့။အဲဘုံရုပ်ထုံးမြဲနေလို့ကြတော့စည်ရည်ရာကိုနိုင်ငံရေးရာကိုဒီလိုအဖြစ်မခံတော့ဘူးလို့တရိတ်တန်ချားထားတော့ဘလို့ဒီရတော့မလို့အဲသူတို့အဲခုနကပြောလို့အကြက်ကိုင်းတယ်လို့ပေါ့ဗျာ။ခုနကပြောလို့အခက်ခဲတွေရှိနိုင်မလားဆိုတော့အဲ့ဒီအချက်ခဲတွေကိုကောင်းစွာကြော်လွားနိုင်မှာသေချာတယ်လို့ကျွန်တော်ဒီလိုလည်းပြောချင်ပါတယ်။ဟုတ်ကဲ့ဆရာအဲ့တော့ဟိုတစ်ခုရှိတယ်ဆရာပြောတော့ကျွန်မသတိရသွားတယ်အရင်တော့က ဗိုလ်ချုပ်ခင်ညောကအနောက်တကားဆိုပြီးတော့စအုပ်ထုတ်ခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီဘာရင်ညာရေးဆိုပြီးတော့လုံနေတဲ့အုပ်စုတွေထဲမှာဗိုလ်ချုပ်ခင်ညောရဲ့လက်တံတွေလည်းသွားပြီးတော့မြင်ရတယ်ပေါ့လေဆရာဆိုတဲ့အခါကျတော့ဒါကဒါကြီးက conspiracy အကြီးကြီးလို့ပြောလို့ရမလားဆရာဘယ်လိုမြင်တယ်လဲရှင်အဲ့ဒီကတော့အဲ့အဆက်တွေကတော့အဲ့ဒီအဆက်တွေကတော့ဆက်ရှိနေမှာဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စကထောင်ကကတော့ဒီတီတာထွေးကိစ္စလာ2012 အတော်ဆန်းစုဒီဇာပြရွက်ကောက်ပွဲကိုအနိုင်ရပြီးတဲ့အဲ့မှာတီတာထွေးကိစ္စကိုစဖောက်ခွဲတာနော်ဖောက်ခွဲတာပဲတပီလုံးကိုဖောက်ခွဲတာနော်ဒါကတောင်ကုန်မှာလည်းအသက်ခံရတယ်မိရိလာမှာဆိုအကြီးကြီးအသက်ခံရတယ်မိရိလည်းရှုခံရတယ်တပီလုံးမှာဖြစ်အောင်လုပ်တာအဲ့ဒီတော့အဲ့ဒီအဆက်တွေကနောက်တစ်ခါဘယ်ထိရောက်လာလဲဆိုတဲ့အခါကျတော့အကျွန်တော်တို့ဟိုဒီဒေါ်ဆန်းစုကြီးအာနာရလာတဲ့အခါမှာဒီ ရိုညာစ်ဟိုဒီဟိုဒီနေရာဟလာဘင်္ဂလီတွေကဟလာအဲ့ဒီတော့စကားနဲ့ပြောရင်ဘင်္ဂလီတွေကရဲစခန်းတွေကိုဝင်းစီးပါတယ်ဆိုတာလောက်ပြီးတော့ကျွန်တော်တို့အဲ့ထုံချောက်စင်တာပဲအစမ်းတော့အဲ့ဒီဟာတွေကဒီစစ်ထောက်လန်ကြီးရဲ့နော်စစ်ထောက်လန်ကြီးရဲ့အဆက်တွေပဲသေးသေးချာချာနော်စစ်ထောက်လန်ကြီးရဲ့နော်ဦးအောင်တောင်းရဲ့နော်အဲ့အထူးသဖြင့်အဲ့တော့ဦးအောင်တောင်းပေါ့ဗျာဦးအောင်တောင်းကအသေးလေးမုန်းနေတဲ့အချိန်ပေါ့နော် ီတမိုးစင်အားစုတွေကိုအဲအဲ့ဒီအချိန်မှာလုတ်တဲ့အဆက်တွေဟာအခုထိစက်ဖို့ပွားနေတာနောက်ဆုံးမှာအခုဟာ ICJ ရောက်တယ် ICC ရောက်တဲ့အချိန်ဖြစ်ကုန်တာပဲအဲ့ဒါပဲ